ားလုံးမင်္ဂလာပါရှင်ဒီနေ့တော့ချက်ရှိတော့ဂျူမြင့်မာလာလေးကိုမျှဝေပေးပါမယ်အဲချက်ရှိတော့ကတော့အယိုးလို့ဆိုရင် ပို့ပြီးတော့ကောင်းပါတယ်ဒါကတော့ချက်ရှိတော့ကီလိုဝတ်ပါပြီးတော့မာလာအမုံပြီးတော့မာလာနှစ်ချက်တွန်ဖြူမြုပ်တီအနေငယ်ဒါပဲလိုအပ်ပါတယ်ပြမအောင်ဆုံးကြက်ရိုးလေးကိုပြုတ်ထားပါမယ်။အရသာတွေတစ်ခါနဲ့ထည့်ထားပါရစေ။အနံ့မွှေးအောင်ကိုစပလင်နဲ့ချင်းနဲ့ထည့်ထားပါရစေ ကြက်ရိုးကိုအစည်းထွက်တဲ့အထိပြုတ်ပါမယ်ဒီလောက်နေထားဆိုရပါပြီပထမအောင်ဆုံးကြက်သွန်ပြူနဲ့မြုပ်သီးစိမ်းကိုထောင်းပါမယ် မြုပ်ဒီအဆက်မကြိုက်ဘူးဆိုရင် short ထည့်လို့ရပါတယ်ဒါအနောက်ပြီးတော့ဂျူမြစ်ပါဂျူမြစ်ကတော့မြမြထည့်ပူစာကောင်းပါတယ်ဂျူမြစ်တွေကိုဒီတိချဆေးပါတယ်ဆေးပြီးတော့ဒေဝဲမှာထည့်ပြီးတော့ကြောပါတယ်ဒါကတော့ဂျူမြစ်၃ခတ်ပါ မလာနှစ်ကဂျူမြစ်ထဲကိုဝင်တော့ဂျူမြစ်ကပို့ပြီးတော့စားလို့ကောင်းတယ်အတိတ်ကတော့ကြိတ်ရိုးကအရိုးလွတ်ဖြစ်ပို့ပြီးတော့ရတာရှိမှာပါဒါဆိုစပြီးတော့မှနေတော့ပါမယ်ဒါကကြိတ်ရိုးပါပြုတ်ထားတဲ့ကြက်ယုံပြီးလို့ရှင်ထောင်းထားပြီးသားကြက်သွုံပြူမြုပ်သီးစင်လော်ထားပြီးသားဂျူမြင့်ပြီးလို့ရှင်တော့မလာနှစ်ပါထားလေးရ ပေါ်ကတော့မလာအမှုလေးနည်းနည်းထပ်ထည့်ထားပါတယ်အယောင်ပောင်လို့ပါတေရှာနှောင်းနေပြီးရင်တော့စားလို့ရပါပြီဒါမှမဟုတ်နေပြီးတော့ခဏနှစ်ထားပြီးမှစားရင်လည်းပို့ပြီးတော့ကောင်းပါရှင်โอเคပါဒါလေးကတော့ကြက်ရှိတာကိုဂျူမြင့်မလာအဆက်လေးပါအဆုံးထိရှိပြီးကြတဲ့ငွေချင်းတွေကျေးဇူးများကြီးတင်ပါရှင်